ရာမင်နဲ့ရင်ရင်ချင်းများအလုံးမင်းများပါ UK ဘက်ကနေကျေးဇူးပါရီလာမင်းရမရနောက်ပိုင်းပေါ်ထွက်လာခဲ့တဲ့ဘောလုံးခြေဝင်းစေကျော်တက်တီတွေမှာအထောက်ပါဆုံးအောင်မြင်ဆုံးကစားသမားတစ်ယောက်ဖြစ်ပါရီစေကျော်တက်တီတွေမှာဆိုလိုတာဖြစ်ပါရီမူစီရလာတော့ရှိပြီမင်းသူအသက်20နှစ်ရှိပါပြီအရင်ကဆိုရင်တော့ Florian ဘက်ကိုလည်းခြေပြီးတော့ပြောရမှာဖြစ်ပြီမင်းအခုတော့လေဘာဘူးမှအသားချဖို့ရုန်းကန်နေရပါပြီ။ MRB တို့ကတော့သူ့ထက်တန်းကြီးပါပြီ အသက်16နှစ်လောက်နေသူလုံးပြနေရာတွေကိုလုံးပြနိုင်နေတဲ့အထဲမှာသူကအလင်းလက်ဆုံးပါပြီ။ဒါပေမဲ့နောက်ပိုင်းမှာရာမေကနည်းနည်းလေးစိုးရိမ်စရာကောင်းလာပါပြီ။အဓိကတော့ကွင်းမြင့်ကိစ္စတွေပါ။သူရဲ့အသက်အရွယ်ဟာတရားဝင်16နှစ်ဖြစ်သွားကြတဲ့ကသူ့ကိုထိန်းချုပ်ဖို့တော်တော်ခက်တဲ့အလုပ်တွေလုပ်လာပါပြီ။မြားပွေတာကဒီလောက်ကြီးတဲ့ကိစ္စလာလို့ထင်ရပေမဲ့အဲကိစ္စကတော်တော်ပြဿနာများတဲ့ကိစ္စပါ။ဂျာနီယာတို့သူ့မှာစီလန်းချောင်းပိုးဝင်နေဘာညာတွေကိုခနာဖေထားလိုက်ဦး။ ။မြန်မာပြည်ကအာရုံစိုက်မှုကိုတော်တော်ပြန့်လွင့်စေတဲ့ကိစ္စတွေမှာပါပါရီ။ပျော်ပါဆိုတော့နယူရီးယားမှာစိတ်ကိုအလိုလိုက်ပျော်မွေ့စေဖို့ပိုလွယ်ကူတာဖြစ်တာကြောင့်အဲဒီကိစ္စမှာပဲနေမုန်းနေသူ့အတွက်ပွဲရင်းခြေစွမ်းကြီးချလာနေပါရီ။သူကတန်းငငယ်လေးနဲ့အောင်မြင်ပြီးတော့ငွေကြီးရလေဒီလောက်ရွယ်မှရင်တန်းကြွယ်တတိတယောက်ဖြစ်နေတော့ထိမို့တော့တော်တော်ခက်တာမှန်ပါပြီအပြောနေတာလေလားကျွန်တော်တို့လိုတက်လက်ပိုင်းတွေတောင်မှငွေကြီးပြည့်စုံလာတဲ့အခါမှာပျော်ပါမလွန်ကျူးဖို့တော်လေးထိနိုင်မှုစူးစမ်းရတဲ့ကိစ္စပါ ဒါကြောင့်လေယောက်ျားလေးတွေကချမ်းသာလာရင်ဖြည့်ဆည်းဖို့ပို့ပြီးတော့နီးဆက်တယ်လို့ဆိုကြတော့။ရာမင်းပြဒနာသူ့ကိုထိန်းနိုင်နေသူသူ့ရဲ့နားမှာမရှိနေတာပါ။သူ့ရဲ့ဖီမီဆိုတာလေသူ့ကိုမိခိုရတဲ့သူတွေဖြစ်နေပြီးတော့တိတ်ပြောနိုင်ကြတဲ့ပုံမပေါ်ပါဘူး။အတင်းမလေသူကအဓိကပြရုပ်လိုဖြစ်နေတော့တခြားကစားသမားတွေကသူ့ကိုဆုံးမဖို့ထိန်းဖို့လက်တွန်းချမှာပါ။ပီကေတို့ပူယိုတို့လိုအတင်းကောင်းဆောင်နေဒန်နီယယ်အေဘတ်တို့လိုအတင်းကောင်းဆောင်နေနဲ့ဇာဗီအင်နီရစ်စတာတို့လိုကစားသမားတွေမက်ဆီလိုမျိုးအရှင်ဝါကြီးတဲ့သူတွေရှိနေတော့ သူဒီလောက်ထိကြွားပြင်မယ်မထင်ပါဘူး။လက်ရှိအချိန်မှာမျော်လင့်ရမှာရာမင်းရဲ့လက်ရှိကွင်းပြင်နေထိုင်မှုပုံစံတွေကစေကျော်တရားလွတ်နေတဲ့ပုံစံလောက်သာဖြစ်ပြီးတော့ကာလာတစ်ခုမှာတော့သူ့အသည့်နဲ့တူပြန်ပြီးတော့တင့်မဲ့သွားဖို့ပါပြီ။စေကျော်တဲ့ဆိုတော့ငကိုတွေကထိန်းရခက်တဲ့အထင်းမှာပါတော့ရော်နယ်ဒိုအောင်မြင်စားစေကျော်တက်မှလေးရှုတ်ခဲပွေခဲပူပြီးတော့နေမှာဆွလင်းကြည့်လို့ပါပြီ။ဒါပေမဲ့သူတို့အချိန်တစ်ခုကိုရောက်လာပြီးတော့အောင်မြင်မှုတွေကိုတောင်းတမှန်မိုးလာတဲ့အချိန်မှာတော့ရော်နယ်ဒိုကအလုံးထဲသူ့ရဲ့ဘောလုံးကစားသမားဘဝကိုသာဦးစားပေးသွားခဲ့ပါပြီ။ မက်ဆီကတော့နဂိုရီယာငြိမ်းနေသူဆိုတော့ထူးပြီးတော့ပြောနေကြမလို့တော့ပါဘူး။ရာမေးအထင်ကုန်မနေရတွေကနောက်ပိုင်းကွင်းရင်းချီကိုလက္ခဏာပြလာနေတာကပူပန်တဲ့နေအနေထားပါပြီ။အက်ကလစီကိုပွဲစဉ်မတိုင်ခင်မှာနေပွဲပြီးမှသူလုံးနေတာတွေကသူ့အပေါ်ပီယာရကိုလူမုံများလာစီပြီးတော့ပုံရင်းကျသွားစေနေမှာဒီ။ဘလုံးပွဲတွေမှာကစားသမားတွေချင်လာရင်ပို့ပြီးတော့အာယုံဆိုင်ခံရတတ်ပါပြီ။ရတဲ့နီးနေပညာပေးခံရတတ်ပါပြီ။ရော်နယ်ဒိုကိုယ်တိုင်ကလည်း EPL မှာအဲ့ဒီတန်ကိုချော်ဖြက်ခဲ့ရပါပြီ။ဒါပေမဲ့သူကတင်းကျတဲ့အချိန်စာအဲ့လက်လိုဂျင်းမာတွေခေါင်းဆောင်နေ စိတ်ထဲပိုင်းကောင်းကောင်းထားပြီးတော့ကြော်ဖြတ်သွားခဲ့ရတာပါ။ရာမင်တယောက်လေးအဲ့လိုအခြေအနေကိုကြော်ဖြတ်ပြီးတော့သူ့ရဲ့အကောင်းဆုံးပုံစံကိုရောက်ဖို့မျှော်လင့်ပါရီ။သူ့ရဲ့စွမ်းစားကညီမရနိုင်အောင်ကောင်းတဲ့လူငယ်ကစားသမားတယောက်မဟုတ်လား။ဒီလိုလာလာမျိုးနဲ့ခြားရီကဖြစ်တဲ့လောက်မဖြစ်တာမျိုးတော့ဘယ်သူမှမြင်ချင်မှာမဟုတ်ပါဘူး။